British အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်တို့ channel ကနေပြန်လဲကြွဆွန်လိုက်ပါရှင် British တွေကတော့တင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့တရုတ်ဆောင်မင်းသမီးချော်လီခန်တင်းကြီးရဲ့စိတ်မကောင်းစရာသတင်းတွေပဲပြပါရယ်မင်္ဂလာပါ British ကြီးရေဗီဒီယိုစကားတွေခေစားနေတဲ့အချိန်လောက်ကလေးကနမဲကြည့်ပြီးလူကြိုက်များခဲ့တဲ့မင်းသမီးတလက်လက်ဖြစ်တဲ့ဗြိတရဲ့အားပေးမှုကိုတကနေရရှိပိုင်ဆိုင်ထားတဲ့သူလို့ပြောလို့ရှိရင်အကယ်ဒမီခိုင်တင်းကြီးကိုပြောရမှာပဲဖြစ်ပါရယ် ခန္တင်ကြီးဟာအင်ထောင်ချပြီးဖြစ်တဲ့မင်းသမီးတက်ဖြစ်ပေမဲ့လည်းပြည်သက်တွေရအားပြမှုလောဝအယော့မသွားတဲ့နုပညာရှင်တွေထဲကတယောက်ဖြစ်ပါရယ်အခုဆိုရင်သူမဟာသူမရဲ့ခြေရာကိုအမိလိုက်နေနိုင်မဲ့ချစ်စရာကောင်းတဲ့သမီးလေးစံထိတ်ထောင်ဦးလည်းပိုင်ဆိုင်ထားတဲ့မိခင်တယောက်ဖြစ်လို့နေခဲ့ပြီးဖြစ်ပါရယ် 2022ခုနှစ်စတက်အနာသိမ့်မှုအချိန်ကစပြီးရုပ်ရှင်တရုပ်ဆောင်ခိုင်တင်ကြီးရဲ့ခင်မွန်းကိုခန့်နိုင်ကိုစကောင်းစီကဝင်ဖမ်းပြီးယခုအချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိခဲ့ပါဘူးခိုင်တင်ကြီးရဲ့ခင်မွန်းကိုဖမ်းဖို့စစ်လော်ဘီဟန်ကြီးဦးကလှုပ်ဆော်ပြီးတော့စကောင်းစီကဝင်ဖမ်းခဲ့ခြင်းပဲဖြစ်ပါရယ်စစ်လော်ဘီဟန်ကြီးဦးကခိုင်တင်ကြီးရဲ့ခင်မွန်းကိုခန့်နိုင်ဟာစစ်တပ်ဆန့်ကျင်သူပြည်ရဲ့ဖမ်းဆီးရန်လှုပ်ဆော်ရမှာစကောင်းစီကလာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပါရယ် ကြအပြင်ရုပ်ရှင်တရားဆောင်ခန်းတင်ကြီးကိုစစ်ကောင်စီဖက်စစ်ကောင်ဆောင်မဲလိုက်ကလူမှုထူးချွန်ဒုတိယအဆင့်ပေးအပ်ခဲ့တဲ့စုကိုလည်းပြန်လည်ရုပ်သိမ်းခဲ့ကြောင်းမင်းလိုက်ကိုတိုင်းကပဲကြေညာခဲ့တာဖြစ်ပါရယ် အဲဒီနောက်ပိုင်းခက်တင်ကြီးဟာအမှုပညာအလုပ်ကိုလောကလောကန်ချင်းမရှိဘဲရန်လာလိုက်ပြီးခင်မွန်းရဲ့အစီပွားရေးလုပ်ငန်းကိုကိုရိုင်းဦးဆောင်ပြီးလောက်ကန်နေခဲ့ကတမီးလေးဖြစ်သူစံထိတ်ထောက်ကိုလည်းပညာသက်ပွဲရတဲ့အထိထောက်ပံ့ပေးနေခဲ့ရတဲ့ဖြစ်ပါရယ်နေ့စဉ်နေ့တိုင်းစကောက်စီရဲ့လွဉ်ငယ်မိတ်ထုတ်ပြန်တိုင်းခက်တင်ကြီးဟာသူမရဲ့ခင်မွန်းပါလာဖို့အမြဲတမ်းဆွတောင်းနေခဲ့ပေမဲ့တခါမှလွဉ်ငယ်တဲ့မပါခဲ့ပြန်ပါဘူးဒါကြောင့် operator တွေအားလုံးလည်းခိုင်နှင်းချင်တဲ့အတူထပ်တူစစ်မကောင်ဖြစ်နေခဲ့ကြတဲ့ ဖြစ်ပါတယ်